မောင်ရွှေဟာရွာလေးတရွာမှာနေထိုင်တဲ့လူငယ်တယောက်ပါသူ့မှာရှန်တချန်ရှိပြီးတော့ရှန်ထဲမှာမလကာပင်နေစိုက်ထားတယ်မလကာသီးတွေကအရန်ရှုပ်ပြီးရတာရှိတာကြောင့်ရွာသားတွေကသူ့ရဲ့ရှန်ကိုသဘောကျတယ်ဒီနေ့မှာမောင်မောင်ရွှေရဲ့ရှန်ထဲမှာမလကာသီးတွေခူးမလကာပင်အောက်ကအရွက်တွေကိုတန်ရှေးလုံနေတော့မှသူ့ရှန်ထဲကိုတစုံတရာဝင်လာတော့သူသတိထားမိတော့ရတယ်အဲ့ဒီဝင်လာတဲ့သူကတော့ကြံတဲ့လူမဟုတ်ပါဘူးသူတို့ရွာရဲ့ကျော်မှနေထိုင်ပြီးတော့ဆုံးပညာကိုတစ်ဖက်ကန်းကန်းကြွကြွနဲ့တော်တော်များရွှေဆိုတဲ့ ဖွားကြီးတယောက်ပါအဲ့ဒီချိန်မောင်ရွှေကမသိပဲနဲ့ဟေးမင်းငါရှန်တယ်ကိုဘာလာလောက်တာလဲလှမ်းမေးလိုက်တဲ့ခါမှာဒေါ်မြရွှေကဒေါသအရင်ထွက်သွားပါတယ်ဘာလဲမင်းကငါ့ကိုကန့်ကွက်တာလားငါကတော့ဒီမလကာသီးတွေကိုစားခြင်းနဲ့မင်းကငါ့ကိုမပေးဘူးဆိုရင်တော့မင်းငါအကြောင်းသိစေရမယ်ဆိုပြီးတော့ဒေါ်မြရွှေကနေမောင်ရွှေကိုပြန်ပြောတယ်မောင်ရွှေကလည်းခင်ဗျားကျွန်တော်အခု channel ကနေပြီးအခု session ထွက်သွားပေးပါဆိုပြီးပြန်ပြောတယ်။ဒေါ်မြရှေကတော့သူ့ရဲ့ဆုံးအတိုက်ပညာနဲ့မောင်ရှုကိုပြူစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒေါ်မြတ်ရှိကသူ့ရဲ့ဆုံးပညာနဲ့မောင်ရွှေရဲ့ခန္ဓာကိုယ်လေးကိုမော့ပိုင်းစာတွေထည့်လိုက်တယ်။သူ့ရဲ့ပညာအင်မတန်ကောင်းပြီးတော့အရန်တာလုံးနေကြောင်မောင်ရွှေကအေးပင်မြေရောက်ရောက်ရှင်းမှာပဲ။ခန္ဓာကိုယ်ရဲ့ပူလောင်ပြီးမျက်လုံးတွေကမှုံဝမ်းလာခဲ့တယ်။သူကဘာမှမစားနဲ့မတော့နိုင်တော့ပဲနဲ့အဲ့ရတဲ့မှာလူးလိမ့်နေရတယ်။မောင်ရွှေရဲ့မိသားစုတွေကလည်းသူ့ကိုကယ်ဖို့အတွက်ရွာထဲကအထက်လမ်းပညာရှင်ဖြစ်တဲ့ဥပုမြင့်ကိုအကူအညီတောင်းရပါတော့တယ်။ဥပုမြင့်ဟာအသက်60ကျော်ပြီဖြစ်တဲ့နတ်ပညာနဲ့အထက်လမ်းပညာကိုကျွမ်းနေတဲ့လူတစ်ယောက်ပါ။ ဥပ္ပမင်းကသူ့ရဲ့ဆိုင်းရံပညာလေးကိုပြင့်ဖိတ်ပြီးတော့မောင်ရွှေရဲ့ခံစားနေရတဲ့ဝေဒနာလေးကိုကုစားဖို့အတွက်ကြိုးစားပါတော့တယ်။အဲဒီမှာဥပ္ပမင်းသိနေတာကမောင်ရွှေကိုပြူစားတဲ့သူကတော်မြတ်ရွှေဆိုတာဟုတ်ပါပဲ။အဲဒါကြောင့်မို့တော်မြတ်ရွှေကိုမောင်ရွှေရဲ့ညီမအမရင်ရဲ့ခန္ဓာကိုယ်မှာပူကက်စေပြီးတော့သူ့ရဲ့ပညာလေးကိုပြန်ပြီးနှုတ်ယူဖို့အတွက်အကူအညီတောင်းပါတယ်။ဒါပေမဲ့တော်မြတ်ရွှေဟာ ငါသူ့ဘက်ငါကိုကန့်ကွက်လို့ငါကသူ့ကိုငါအကြောင်းသိအောင်ငါပြူစားရတာငါရဲ့ပညာတွေနဲ့သူ့ကိုပြူစားထားတာငါကတော့ဘယ်တော့မှပြန်မနှုတ်နိုင်ဘူးဆိုပြီးတော့အခက်မာတယ်အဲဒီချိန်မှာဥပုမင်းဟာအရန်ကိုမှဒေါသထွက်သွားပြီးတော့ခေါင်းမာတဲ့ဒေါမြရွှေရဲ့ကြောကိုသူ့ရဲ့အစည်းချိန်လုံးနဲ့ရိုက်ပါတော့တယ်ဒါပေမဲ့ဒေါမြရွှေဟာဆိုရင်ပြန်ဘာဘလို့မှကိုသူ့ရဲ့ခေါင်းမာမှုကိုဖြေလျှော့မပေးခဲ့ပါဘူး ဥပ္ပမယနဲ့တရားသေးသားဖြစ်တာဒီကတကောင်းဒေါ်မြရွှေဟာသူ့ရဲ့အမဝမ်းခွက်ဖြစ်တဲ့ကတကြောင်လူမသိစေခြင်းနဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပညာနဲ့ပဲမောင်ရွှေကိုကူစားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့ဥပ္ပမယသူ့ရဲ့အတတ်ပညာနဲ့မောင်ရွှေမှာခံစားနေရတဲ့ဆုံးပညာတွေကိုကူစားပါတော့တယ် သူဟာမောင်ရှိကိုအရင်အလေကမ်းမှာလဲလျောင်းစေပြီးပေါင်ဝင်ချင်းမှာမိတွေထုံးညီကြတယ်ပြီးတော့သူဟာသူ့ရဲ့နှက်ပညာကိုအသုံးပြုပြီးမောင်ရှိရဲ့ခန္ဓာကိုကမော်ဆာနာတွေကိုဖယ်ရှားဖို့ကြိုးစားပါတယ်ဒီမော်ဆာနာတွေကိုဖယ်ရှားတဲ့အချိန်မှာဒီလူငယ်လေးပြန်ပြီးတော့ကျမ်းမာလာပါတယ်ဥပမာသူ့ရဲ့လက်နဲ့မောင်ရှိရဲ့ရင်ဘတ်ကိုပြီးလိုက်တဲ့အခါမှာသူ့ရဲ့နှက်ပညာနဲ့မော်ဆာနာတွေကိုဆွဲထုတ်တယ်မောင်ရှိရဲ့ခန္ဓာကိုယ်ကလည်းမင်းနဲ့တဲ့ငွေတဲ့တွေထွက်လာပြီးတော့ဥပမာသူ့ရဲ့ပညာနဲ့အဲ့ဒီငွေတဲ့တွေကိုဖျက်ဆီးလိုက်ပါတယ်ဒီလိုနဲ့မောင်ရှိကပြန်ပြီးကျမ်းမာလာတော့တယ်